ရှင်ဘီလော channel ကို နားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ channel ကနေစာရေးသူတိတ်ပန်ဆူလာရေးသားထားတဲ့တက်တက်လုံးဖုံးသမျှဆိုတဲ့ဇလံလေးကိုနားဆင်ရမှာဖြစ်ပါတယ်ဇလံလေးကိုတင်ဆက်ပေးတော့မှာကတော့ကျွန်တော်နေလင်းနဲ့ဆူလိုက်ပါအပြင်မှာမိုးတွေကတစင်းစင်းရွာနေပြီးကျွန်တော်တို့နှစ်ယောက်တောက်နေတဲ့တရုတ်စည်းစိမ်အရေကိုပို့ပြီးတော့အရသာရှိအောင် ဖန်တီးပေးတယ်လို့ရှိပြီးတော့ကျွန်တော်ရဲ့အဖေါ်ကတခြားသူမဟုတ်ဘာကြီးဖိုးပြော် တကယ်နဲ့နှစ်ပတ်ကိုနှစ်ကြိမ်သုံးကြိမ်လောက်ကျွန်တော်နဲ့ဘာကြီးဖိုးပြောတို့ကတရုတ်လောရှုပ်ရဲ့တိတိပုံအရက်ဆိုင်လေးမှာကျွန်တော်တို့အတွက်စပယ်ရှယ်တရုတ်စည်းစိမ်ထားတဲ့အရက်ကိုလာပြီးတောက်လင်ရှိပါတယ်။ဘာကြီးဖိုးပြောကတော့အသက်60ကျုံးနေပြီ။ဒါပေမဲ့သူကြိုက်တဲ့အရက်ကိုလုံးဝအရှုံးမပေး။ဝါသနာသူဖြစ်တဲ့ကျွန်တော်နဲ့လေပြီးဖြောင့်နေပြီးတော့ရှင်မျိုးရာဇွေအုပ်ကိုစံကျော်ရဲ့အမေရတိတိပုံခိုးရောက်တဲ့မြို့စုံကလောရှုပ်ရဲ့စည်းစိမ်အရက်ကိုအတူတူတောင်းရင်းနဲ့ ။ဗာကြီးပြောရဲ့ရှီဟောင်းနောက်ပြေစကားလေးတွေကိုနားထောင်ကြတာ။အခုလိုမိုးဦးကြညနေပိုင်းဆိုတော့စိန်တမျိုးရေပါ။မိတ်ဆွေတို့လောရှုပ်ရဲ့ special ကိုကျွန်တော်တို့မြို့လေးကိုရောက်တဲ့အခါမြေဆန်ကြည်စမ်းပါလေ။ဝါရင်ပြီးတော့ဗာကြီးပြောနေကျွန်တော်တို့နှစ်ယောက်တောင်တပိုင်းကုန်နေဆိုရင်တော့ရေချိန်ကြိုက်လာတတာ။လောရှုပ်ကမိုးရွာနေတော့လူပားတာကြောင့်တောင်းတောင်းကခွေးချီလေးပေါ်ထိုင်းနေပြီ။ဝလုံးစိတ်တန်ကြီးကိုတကုတ်ကုတ်နဲ့ရှူရင်းရှက်ရင်းနဲ့ ပြည်သူဒီမိုကရေစီအစိုးရတည်ထောင်ပြီးဖြစ်တဲ့တရုတ်ပြည်သူရဲ့အကြောင်းကိုတွေးနေပုံလေးရှိပါတယ်။အဲ့ဒီအချိန်မှာဆန်ရှိပီဒီယာပေါ်မှာမှုံမွားနေတဲ့ညနေစည်းစာမှာခမောင်ကြီးကြီးတခုကိုနှစ်ယောက်တူတူစောင်းပြီးတော့မိုးကိုရင်မဲရှာကတယောက်ကတယောက်ဖက်ကလမ်းလျှောက်သွားနေတဲ့လုံမပြိုနဲ့လူလင်ပြိုကိုကျွန်တော်တို့မြင်လိုက်တဲ့အခါမှာဘာကြီးပြောကပြုံးပြပြလှုပ်ရင်လေ음ဒီလိုဟာလေးတွေကိုတွေးတော်လေတို့ငယ်ငယ်ကတွေ့ဘူးကြားဘူးတာလေးတွေတရိယာသေးတယ်ကွာ ဖန်ခွက်ကိုယူကမောက်လိုက်ပြီးကျွန်တော်ကအဲ့ဒီဒီဂရီမှာရှီဟောင်းနှောင်းပြက်လေးတွေကိုပြောလို့ရှိတယ်။ဘာကြီးပြုတ်ရဲ့အကြောင်းကိုတည်ထားတာကြောင့်ဒါလောက်ပါအောင်ဘာကြီးပြုတ်ရဲ့ဘာကြီးပြုတ်ကြာဘူးတည်ဘူးတာလေးတွေကိုအပြင်းမြေလေးနားထောင်ကျင်နေဗျာ။ဒီလိုအားပေးလိုက်တဲ့အခါမှာအခုလိုပဲဘာကြီးပြုတ်ကပြန်လေပြောပြပါတယ်။음ဒီလိုကွတို့တွေအသက်20ကျော်လောက်တုန်းကအနောက်ဘက်ရှာတော်ချောင်းကမ်းကြီးကလင်းလုံးမင်ရွာမှာလူငယ်တယောက်ရှိတယ် သူကအဲ့ဒီအခါတုန်းကရွာမှာကြည့်ရတဲ့မိဘတွေရဲ့သားဆိုတော့ညီကိုမောင်နှမကလည်းမရှိနာမည်ကတော့မောင်ဘိုးသားလိုပဲထားကြပါဆိုကွယ်အဲအလုတ်ကင်ကတော့အဲ့ဒီချောင်းကန်နဘီတစ်လျှောက်မှာကြံကင်းအကြည့်ကျဲလုပ်ပြီးတော့ကြံဖောက်တယ်ပေးတာပဲအတော်လေးလေးစီးပွားဖြစ်တယ်တငယ်ကအလုတ်ကင်ကလည်းကောင်းယိုးကလည်းယိုးတယ်ပစ္စည်းပစ္စရာလေးနဲ့ဆိုတော့လိုချင်တဲ့မိမသားတွေကပုံနေတာပေါ့ဒါပေမဲ့မိဘတွေကပေးစားကြနေတာတော့သူကမိမလိုချင်စိတ်မရှိပဲနဲ့ အလုတ်ကိုပဲကြိုးစားပြီးတော့လုပ်နေတာဆိုကြပါစို့ကွယ်တနေ့တော့ကြံငင်းကိုရှောက်ကြည့်ရင်းနဲ့ရောင်းနဲ့တော်တော်ဝေးတဲ့တိုးဆက်လေးကိုရောက်သွားတယ်အချိန်ကလည်းနေဝင်ကနေနေပြီတိုးဆက်လေးရောက်တော့အမလေးဆိုတဲ့မင်းကလေးအော်တန်တခုရှုတ်တည့်ရကြားလိုက်ရတာအဲ့ဒါတိတ်သွားတော့မောင်ဘိုးသားလေးလက်ထင်းမှာပါတဲ့ဝရင်တို့ကိုတင်းတင်းကြပ်ကြပ်စုပ်ပြီးတော့အတန်ကြာရစီကိုပြေးသွားလိုက်တာတော်တော်လေးလေးပြေးမိရောဘယ်မလစ်ကွယ်မင်းကလေးတယောက်မြေပေါ်မှာတုန်လုံးလေးနေတာတွေ့ရတဲ့ ပထမတော့မောင်မိုးသားကမင်းကလေးကိုပဲတရီထားပြီးတော့မြင်ရတာပေါ့နောက်တော့မှအနီးဘက်ကိုကြည့်လိုက်တော့မင်းကလေးနဲ့တလန်ကျော်ကွာလောက်မှာမွေဟောင်ကြီးတကောင်ကပပြင်းထုံရတာတွေ့ရတယ်အဲ့ဒါမှမောင်မိုးသားလည်းအဲ့ဒီမွေကိုလှမ့်ပြီးတော့မင်းကလေးအော်တာပဲဖြစ်မှာလို့တွေးမိပြီးဝရင်တုံးနဲ့မွေကိုတိလိုက်တာမွေလည်းတည်တော့ပါလေရောနောက်တော့ခြေကန်ရမလို့လက်ကန်ရမလို့နဲ့မင်းကလေးဖြစ်နေတော့သူကလည်းဦးကြောင်ကြောင်ဖြစ်နေတာပေါ့အဲ့ဒါနေကလေးဝင်မှောင်တော့မလို့ဖြစ်နေပြန်တော့ နောက်ဆုံးမင်္ဂလီနာသွားပြီးတော့ပွေ့ထူရတာသူ့ရဲ့ကိုငွေ့ကြောင်လားမသိပါဘူးကောင်မလေးကရင်ဝင်နေလေရှောက်ရော်တတိပြန်ရလာပြီးတော့မျက်လုံးလေးကလေးကလေးဖြစ်နေရှာတာတဲ့ကဲတူတူပြောကြပါစို့ကွာမိမပြူလေးကအေးအေးညတခြားကတော့မဟုတ်ဘူးကစီပင်သာရွာကလေပိုင်ရှင်ဦးထွန်းဦးရဲ့တမိကလေးမင်းမင်းနဲ့လေလာသူ့ရွာကလည်းမနေမွေးဆိုတော့လိုက်ပြီးပို့လိုက်တာပေါ့ဟင်းရွက်ကူလာရင်လည်းမွေးဟောင်းနဲ့တွေ့ပြီးလန်တော့တာကွာ อืมတအူးမြစ်တာတအူးမှာဆိုသလိုပေါ့ကွာအဲ့ဒါမှမိုးတာလေအဲ့ဒီမဲမြင့်ကိုပွေ့လိုက်ရတဲ့နှုံးချီနှုံးချီဆိုတဲ့အတိုင်းမဲမြင့်ကလည်းအပွေခံရတာနဲ့ပဲကိုလီကူမာတွေဖြစ်ကြတယ်ထင်ပါရဲ့နောက်ဆုံးတော့လူကြီးချင်းတွေကလည်းတယောက်နဲ့တယောက်ငင်းစရာမရှိတဲ့သူတွေဖြစ်မဲမြင့်တို့အိမ်ကိုမောင်မိုးတာကဝင်လိုက်ထွက်လိုက်တဲ့သူတို့နှစ်ယောက်ကိုပေးစားမလို့ရက်တီပါတွေချိန်လိုက်တာပေါ့ကွာအဲ့ဒီမှာမောင်မိုးတာကမဲမြင့်တို့ရဲ့အိမ်ကိုသွားသွားနေတော့မဲမြင့်မာကမဲတင့်ဆိုတဲ့ညီမတယောက်ရှိသေးတယ် အဲ့ဒီမဲတင်းကလည်းပြည်မျိုးကအကြီးတော်တယောက်စီကိုသွားပြီးတော့ကိုဘော်လောင်မဲ့ဆိုသလိုသွားနေတယ်ဆိုတာလည်းသိရတယ်မဲမင်းကမပြေမစင်ငကိုရင်မင်းမချုံမင်းမလာလေဆိုတော့အဲ့ဒါမောင်ဘိုးတကသူ့ခင်မှာလောင်မဲတင်းဟာဖြင့်မဲမင်းလောက်လှမမဟုတ်ဘူးလို့ပြောတော့မဲမင်းကပြုံပြုံလေးလှုပ်ရင်လေသူမြင်တော့သိမှာပေါ့တော့အဲ့ဒီလိုပြောတဲ့ကွာဒီလိုနဲ့နေလာကြရင်လည်းတနေ့တော့မောင်မိုးသားမယ်မင်းတို့အိမ်ကိုရောက်သွားလိုက်တော့သူတို့တအိမ်သားလုံးကတလုံးလုံးတရော်ရော်နဲ့ဖြစ်နေတာကိုတွေ့တယ်တဲ့ ်အကြောင်းရင်းမိကြီးတော့မဲမြင့်တို့ရဲ့အမေကြီးကမဲတင့်ရပြန်လာပြီလေမနက်ကပဲပြန်ရောက်တယ်နောက်ပြီးမှရှိတယ်ဟေ့မဲတင့်ဟောအဲ့ဒီလိုလေလှမ်းကော်လိုက်ရောနောက်ပြီးကထူးတန်ကြပြီမဲတင့်ကအင်းရှိကိုရောက်လာတယ်မဲတင့်ကိုလည်းမြင်လိုက်ရော မောင်ဘူးသာအတော်ကြီးကိုအံ့အားတင်သွားတယ်တဲ့ဘာလို့လဲဆိုတော့မဲတင့်ကမဲမြင့်နဲ့တတိယနဲ့တူပြီးတော့ဘယ်လို့မှရွေးလို့မရအောင်ဖြစ်နေတယ်အမေကြီးကရီပြီးတော့ မဲတင့်နဲ့မဲမြင့်ဟာအမွာဘူးမွေးတာကွ့ငါတော်မအခုထက်ထိတိတိချာချာခွဲပြီးမသိဘူးဟဲ့မဲတင့်အဲ့ဒါညီခဲကိုလောင်းမောင်ဘိုးသားလေအေးဒါမောင်ဘိုးသားလေမဲတင့်ကရည်ပြီးနှုတ်ဆက်တော့မဲမြင့်နဲ့တတရားလေးဖြစ်နေလို့သာတာပြီးတော့အံဩတော်တာပေါ့ကွအဲ့ဒီနောက်မှာတော့မောင်ဘိုးသားမှာတော်တော်ပဲစိတ်နှောက်ယှက်ဖြစ်နေတာသူချစ်တဲ့ရည်သားအခုမှငကူခွဲပြီးသားဖြစ်နေတော့ရောင်ကြကြဖြစ်နေတဲ့ပြင်မဲတင့်ကိုလည်းမောင်ဘိုးသားကတွေ့တော့ ဘာလို့လို့ဆိုတာပေါ့ကွာမင်းတို့သိတဲ့အတိုင်းအဖိုနဲ့အမဆိုတာတွေ့ပြန်မြင်မှန်များတော့လေအခက်သားကိုကွာဘာကြီးပြုတ်ကပြောရင်းနဲ့အရက်တခွဲမောချပြီးတဲ့နောက်မှာတော့အဲ့ဒါမင်းမြင်ရလဲကွာသူ့ညီမနဲ့သူ့ရဲ့ခင်မုန်းလောင်မျက်စိကစားတာတွေ့မြင်ရတော့ရှင်းမိပုံရတဲ့ဒီလိုနဲ့မကြခင်ပါပဲမင်းမြင်းနဲ့မောင်ဘိုးသားတို့မင်္ဂလာဆောင်မင်းရက်ကနင်းနီးလာတာ ပေါ့ဒီနေ့တော့သူတို့ရွာသူရွာသားတွေရေချိုးနေကြတရက်တိုက်တွေကရေကန်ကြီးကို ထုံးစံတိုင်းမဲ့ညီမနှစ်ယောက်ရေချိုးရအောင်သွားတာအဲ့ဒီရေကန်ကြီးကအခုလည်းရှိတာပဲတော်တော်လေးတော့ကျေသေးကွနက်ကလည်းတော်တော်နဲ့တယ်သူတို့နှစ်ယောက်သွားပြီးတော့တော်တော်ကြာတော့မေမင်းကတင်မင်းရင်ရှားနဲ့ဦးရပါရပြေးလာပြီမေတင်ရေထဲနှစ်သွားတာပြန်ပေါ်မလာတော့ဘူးသူလဲဆဲတာမရတော့ဘူးဆိုပြီးရွာလေးကိုပြေးလာတာတဲ့ရွာကလူတွေလည်းအပြေးတော့လိုက်သွားပြီးရှာကြတော့မေတင်အလောင်းကိုတော့ရကြတယ်အဲ့ဒါမိဘတွေကလည်းမေတင်ရင်းနှီးပြီးတော့တေတော့တောကပရိဒီဝမိတောက်လောင်ပြီး ယူကျုံမရဖြစ်တာပေါ့မင်္ဂလာဆောင်ကိစ္စကိုလည်းဘယ်လိုလိုစီမံနိုင်မလဲရဲရွှေပြီးတော့ချင်းလဲရတာပေါ့ကွယ်မောင်မိုးသားကတော့မဲတင့်ဟာရိုးရိုးတည်တာမဟုတ်သူကြီးစားမဲမြင့်ကမနာလိုဖြစ်ပြီးတော့တမင်ရင်နစ်တက်တာလို့စိတ်ကသင်္ကားချင်းနဲ့မကင်းနေပြင်သူ့ရဲ့မဲမြင့်ဟာလင်စိတ်မုံပြီးတော့တော်တော်ရက်ဆက်တဲ့မိမပါလားလို့စိတ်သေးကနေထင်မိကြပေါ့အဲဒီစိတ်ကသူ့မှာအစွဲကြီးဆွဲပြီးတော့အချိန်တန်ကြာလို့မင်္ဂလာတွေဘာဒီဆောင်လင်မယားဘဝရောက်တဲ့အချိန်ထိ ဖြုတ်ပြက်လို့မရမနဲ့သူမရဟာလူတဲ့သမားလို့အောက်မေ့နေတာပေါ့အင်းထင်ရင်လဲထင်ရင်စရာပဲကိုချိုးနေကြရေကန်မှာ ရေသွားပြီးတော့ချိုးရင်းနဲ့နှိပ်ရတယ်လို့နောက်ပြီးအမားလုတဲ့သူကမကယ်ဘူးတဲ့သူ့ရေးစားနဲ့လည်းမျက်စိကစားတယ်ဆိုတော့မတင်ခါစရာဖြစ်နေတာပေါ့ကွယ်အေးဒါနဲ့ပဲမောင်ဘိုးတာနဲ့မင်းမင်းတို့ကလင်မယားဘွားနဲ့၅နှစ်လောက်ကြာတော့မင်းမင်းကအရင်တုန်းကတမီးကြီးစားဘွားတော်ကတော့စိတ်နေသဘောထားကမတိမ်မွေးဘူးတဲ့ လူငားတွေကိုလည်းငောင်းငယ်ပြောဆိုနေတဲ့ပုံကရုံရင်ကျန်းတန်းလာတာပေါ့တနေ့တော့မဲတင့်ရင်နေပြီးတည်တဲ့လလောင်မှာညအိပ်ရာထဲမှာမဲမြင့်ကဘော်ကြီးဟိကျဲထပြီးတော့ရောင်တဲ့ဘယ်လိုရောင်လဲဆိုတော့ညီသူကိုမယူရဘူးမယူရဘူးလို့ရောင်တော့မောင်မိုးတာကအေကန်နသူမင်းမမဲမြင့်ဟာမဲတင့်ကိုအိမ်မက်ထင်းမှာစကားပြောနေရပြီမဟုတ်ချမဲတင့်ကိုတေချောင်းကြံခဲ့တာအမှန်ပဲလို့ယူဆပြီစိတ်မချမ်းမသာပူပြီးဖြစ်တာပေါ့အဲ့ဒီလိုစိတ်နှလုံးမသားရပါမိမဲမြင့်တဲ့သူတွေကငယ်ချစ်တွေ အင်မတန်ကိုစုံစုံမမတ်နဲ့ညားလာကြတဲ့လင်မယားဖြစ်နေတော့ဒီကိစ္စကိုဖွင့်ဟပြီးတော့မမေးနိုင်ဘူးသူတယောက်တည်းပဲကြိတ်ပြီးတော့อืมငါမယားဟာအစင်းရှိတဲ့လောက်တဝင်းတိုးတက်တယ်ရဲ့ဆက်တက်တယ်အဲ့လိုပဲတွေးပြီးတော့နေရတာတဲ့မောင်မိုးသားရဲ့မျက်စိထဲမှာလေသူ့ခင်မလေးမဲတင်ရဲ့ရေကန်ထဲမှာမြို့ကြီးပေါ်ကြီးနဲ့ဖြစ်နေတာကိုမြင်အောင်နေတာပေါ့သူမိမမင်းမြင့်ရဲ့ရက်ဆက်ကျန်းတဲ့အကျင့်နဲ့ဆက်ဆက်ပြီးတော့တွေးကြည့်လိုက်ပြန်တော့ ဒီလိုသူကြီးစားနဲ့မတင်ကာနေတဲ့ညီမတယောက်ကိုရင်းနှီးတက်ဖို့တာဝန်လေးမှမဟုတ်ဘူးလို့လေတွေးမိတာပေါ့သူမိမရဲ့ပုံမှန်လေးစိတ်မချမ်းမြေ့တာပေါ့ကွာဒီလိုနဲ့ပဲနောက်ထပ်တနေ့ကုံသွားပြန်ရောမင်းမင်းတို့အိမ်တော်နေဘောနဲ့ချောက်နဲ့မြောက်လာခဲ့တာပေါ့မိုးဦးလေးဦးကြဆိုတော့တောသူတောင်သားပြီးပြီလေလေစင်းရတယ်တနေ့မင်းမြင့်လေကောက်စိတ်သမားနေနဲ့အတူတူလဲလိုက်သွားတယ်မိုးကလည်းတဲလိုက်တာလုံမာရောလဲနဲ့အိမ်ကလည်းဝေးတော့မင်းမြင့်ကအိမ်မပြောင်းဘူးလေ ညနေဆောင်းလုံးမှပဲပြန်တာညလည်းရောက်ရရောတခါတည်းအေးအေးမိပြီးတော့အပြင်းပြတာဗောင်မိုးတာနဲ့ဆွေမျိုးတွေဟာစိုးရင်တကြီးဖြစ်ပြီးတော့ကောင်းမေ့ဆိုတဲ့ဇာပိမိကုတာတယ်ဒါပေမဲ့မဲမင်းယောဂါကရော့တယ်လို့ကမရှိဘူးတူတူပြီးတော့လာတာပေါ့နောက်ဆုံးတော့ဇာကုမင်းအိုရဲ့လက်ထဲရောက်လာတော့ဇာကအခဲခဲပြီးတော့ဒီတောင်ကကြုံနိုင်ပုံမပေါ်တဲ့ကြောင်းတူတူတိတိပြောတာပေါ့လေမဲမြင့်လည်းသတိရလာတဲ့အခါမှာရလိုက်မရတဲ့အခါမှာလည်းခေယောင်ကန်းနေပြောလိုက်တယ် တညနေမှာမောင်မိုးတာကိုခေါ်ပြီးတော့ကိုဘိုးတာကျုပ်တော့မနေရတော့ရှင့်မသေးခင်ပြောသွားခြင်းနဲ့ဟိုကောင်မရေထဲမှာရက်ကန်ရက်ကန်ဖြစ်နေတော့ကကျုပ်စေမလို့ခုတော့သွားပါသေးရဲ့မမီလိုက်တော့တခါရင်မြုပ်သွားတာပဲဒါပေမဲ့ကျုပ်ဟာဝမ်းတောင်ตาခဲ့သေးတယ်ဘာလို့လဲတီလာကျုပ်ချစ်နေတဲ့လူ့ဘဝချစ်နေတဲ့ကောင်မပဲအဲ့ဒါကျုပ်မိုက်တာပဲနော်ကျုပ်တွေးမိတိုင်းစိတ်မကောင်းပါဘူးအဲ့ဒီလိုပြောတယ်တဲ့အဲ့ဒါနဲ့မောင်မိုးတာက ဒီကောင်နေသေးသေးမှမင်းမြင့်စကားကြားလိုက်ရတော့သူမရလေဟာသူထင်ခဲ့တယ်လို့သူ့ခင်မကိုယင်းနဲ့တတာမဟုတ်ပဲကယ်ဖို့တော့အားထုတ်သေးတယ်ဆိုတာသိလိုက်ရတော့ဝမ်းသာသွားတာတဲ့ဟာမင်းမြင့်ကလေသူ့ကိုယ်တုံးနဲ့သူ့ဘောဒါပေမဲ့မင်းကငါ့ကိုစုံမဲ့လုံးလို့ညီမတယောက်တည်တာကိုနှမျောမိတာပေါ့စင်မကောင်မဖြစ်ပါနဲ့ကွာအဲ့လိုလေပြောရောမင်းမြင့်မျက်နှာတွေကပြုံးရောင်ရောင်လေးဖြစ်သွားပြီးတော့အော်ကုဘူးတာကုဘူးတာကျုပ်လည်းတေကာနီးပါပြီ အမှန်တိုင်ဖွင့်ပြောပါတော့မယ်။ကျုပ်ဟာမဲမြင့်မဟုတ်ဘူးရှင့်။မဲတင့်သိရလား။မဲတင့်ရဲ့တော့တေတာကရှင့်ဤစာမဲမြင့်ရဲ့ရှင့်ကိုချစ်လွန်းစုံမက်လွန်းလို့အခုလိုပုံမားတင်ပြီးမဲမြင့်အောင်စောင့်နေရတာရှင်းမလား။အဲ့ဒီလိုပြောပြီးတော့တတိမေယာပြန်ဖြေသွားတာတဲ့။ကဲကြည့်ဘလောက်ဆန်းတဲ့အချစ်လေးကွာ။မဲတင့်ဟာသူ့အမမဲမြင့်အောင်စောင့်ပြီးတော့မောင်မိုးသားကိုအရာယူပြီးတေကောင်နီးမှဖွင့်ပြောခဲ့တာ။သူလဲတနေ့တေးရှာတာပဲလေ။ ငါလည်းအဲ့ဒီနောက်တော့အိမ်တော်နဲ့ဆက်တောင်ရှိနေပြီ အဖိုးပြုတ်ကအဆုံးတက်လိုက်တော့ကျွန်တော်ကအံ့အားတင်သွားပြီဟင်ဟိုဘာကြီးဖိုးပြုတ်နဲ့ဘယ်လိုဆိုင်လို့လဲဗျဆိုင်ပါတော့ကွာမောင်ဘူးသားဆိုတာငါဘို့ကွာအဖိုးပြုတ်ကစေးစင်ရက်ကိုယူရင်းနဲ့အဲ့ဒီလိုပြန်ပြီးတော့ပြောခဲ့တာပါပရိသတ်တွေနားဆင်ကြရတဲ့ဇလန်လေးကတော့စာရေးသူတိတ်ပန်ဆိုလာရေးသားထားတဲ့တက်တက်လုံးဖုံးသမျှဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ် ဆက်လက်ပြီးတော့လည်းခုလိုမျိုးစိတ်ဝင်စားဖို့ရဇလန်ကောင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ဆိုတော့ channel လေးမှာစောင့်မျှော်နားဆင်အားပေးကြပါအောင်ဗျ။ပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့စီပါလှလှပါများတိုးတက်ကြီးပါကြပါစေဗျာ။